ပုတ်ထုနေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရှင်းမှန်းချက်သေးအောင်မြင်မယ်လူမျိုးဝဲချိုးပေးမယ်ဝေးကြီးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ်မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကဲ့ပြီးအောင်မြင်မယ်ကောင်းသောပြောင်းလဲနဲ့တိုးတက်မှုရှိစေတယ် နှစ်ရက်နေမှာငွေကြေးကိစ္စလုပ်ငန်းကိစ္စမှတ်သမျှဆောင်ရွက်ဆင်ပြေမယ်။၃ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။၄ရက်နေကအရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်။၅ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေမှာအခက်အခဲဖြေရှင်းနိုင်မယ်ဘဝတိုးတက်မယ်။၇ရက်နေမှာသူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးခြင်းချက်ချခြင်းတွေကြောင့်မယ်။ဒီတပတ်တာကာလအတွင်းမှာ ဇာသာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးလိမ့်မယ်။အဖြူအစိမ့်မီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲနိုင်တယ်။နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်။ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တယ်။ပတ်စံအစုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတဲ့ကြအစုတ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနည်းမှာစုဖာစုပုံသေချာ သိမ့်စီလိုက်ပါထူးခြားတဲ့ကံကိုရစေတယ်6ရက်နေ့တတိကျလာပြည့်နေ့အဲ့ဒီနေ့မှာတနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရစေခြင်းအတွက်အကြီးကဲတို့ကိုမောင်သစ်စည်းတို့လူတန်းခြင်းပြုပေးပါယေရှုတင်ပါ